ဒီဘဘူးကိုကြော်ဖြတ်နိုင်စွမ်းရှိတယ်လို့ပြောလိုက်တဲ့ Carpras Kelia ပြည်ကြီးတင်းရဲ့တိုက်စစ်ကစားသမား Carpras Kelia ကချန်ပီယံလိပြိုင်ပွဲမှာလီဘဘူးတင်းကိုအနိုင်ယူကြော်ဖြတ်နိုင်စွမ်းရှိတယ်လို့ပြောကြားခဲ့ပါတယ်ပြည်ကြီးတင်းဟာချန်ပီယံလိ16တင်းအဆင့်ပထမကြော်ပွဲစဉ်ရဲ့အိမ်ကွင်းမှာလီဘဘူးတင်းကိုဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ထားတာပါအဲ့ဒီပွဲမှာအသာစီးနဲ့ကစားနိုင်ခဲ့တဲ့အတွက် Carpras Kelia ကဒုတိယကြော်မှာပြန်လည်အနိုင်ယူကနောက်နှစ်ဆင့်ကိုတက်ရောက်နိုင်မယ်လို့ဂျုံကြီးကြောင်ပြောကြားခဲ့ပါတယ်ကျွန်တော်က Anfield ကစားဖို့တဲ့တူတဲ့တော့ PSG ကစားသမားမဟုတ်ပါဘူး ကစားသမားအများစုက MV မှာကစားရမယ့်အခြေအနေကိုသိထားကြပါတယ်ခက်ခဲတဲ့ပွဲပွဲဖြစ်လာမှာပါဒါပေမဲ့ကျွန်တော်တို့ကိုအားပေးမဲ့ပရိသတ်တွေလည်းအဲ့ဒီမှာရှိနေမှာပါရေးကြီးဆုံးကဘောလုံးကိုပဲအာရုံစိုက်ပြီးအကောင်းဆုံးလှုပ်ဆောင်နိုင်အောင်ကြိုးစားဖို့ပါပဲအဲ့ဒီဘက်ကဒီရာသီမှာကျွန်တော်တို့အတွက်အရေးကြီးဆုံးပွဲလို့ထင်ပါတယ်ကျွန်တော်တို့ရဲ့ရည်မှန်ချက်ကအဲ့ဒီပွဲကိုအနိုင်ယူပြီးချန်ပီယံလိပြိုင်ပွဲမှာရှေ့ကျနိုင်တဲ့မြတ်ရှိကြအောင်ဆက်ရှိဖို့ပါပဲလို့ Corpus Caria ကပြောကြားခဲ့ပါတယ်ပြည်ကြီးတင်ဟာပြင်သစ်လိမှာအောင်မြင်မှုများစွာရရှိနေပေမဲ့ချန်ပီယံလိပြိုင်ပွဲမှာတော့လက်ရှိချိန်တိစုပလာရယူနိုင်ခြင်းမရှိသေးပါဘူးအဲအကြောင်း ထိတ်တင်းကစားသမားများခေါ်ယူအားဖြစ်လျက်ရှိရာကော်ရာစကယ်လီယာကပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာနာပိုလီမှရောက်ရှိခဲ့သူဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားပဲဖြစ်ပါ